ကျွန်တော်တို့ရဲ့အင်နီချင်းဖြစ်တဲ့အိန္ဒိယထိုင်းတရုတ်ကိုကြည့်မယ်ဆိုတော့ဖေနိုင်ငံရဲ့တုံ့ပြန်မှုကိုမှကျွန်တော်တို့တော်လှန်ရေးဖွဲ့တွေကတော့အားရစရာတော့မရှိဘူးပေါ့နော်ဒါပေမဲ့တို့ရဲ့ပါဝင်ပတ်တဲ့မှုကတော့ကျွန်တော်တို့အကြီးတော်နေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက်အများကြီးကြီးကြောက်မှုရှိတယ်တို့ရဲ့ပူးပေါင်းပါဝင်ခြင်းအဖြစ်ကတော့ကျွန်တော်တို့ အများကြီးအလုပ်ကိုနိုင်တယ်ပေါ့နော်ရှေ့ရောက်နိုင်တယ်ကျွန်တော်တို့အားလုံးအဲ့လိုညုံကြည့်ဖြော်လင့်တယ်88ကနေစပြီးမှတော်လှန်ရေးလုပ်လာတဲ့သူတွေအခုချိန်အထိတော်လှန်ရေးမှာတာဝန်ရှိတဲ့သူတွေဖြစ်နေသေးတယ်ပေါ့နော်ဖြစ်နေသေးတော့လက်ရှိလူငယ်တွေကဒီမှာပဲဒီကြာရှုံးသွားခဲ့လို့ရှိရင်ဘလို့ အန္တရာယ်ကြီးမားတယ်ဆိုတဲ့အရာပေါ်မှာအခြေခံပြီးတော့မှာပေါ့နော်လက်ရှိလူငယ်တွေကတာဝန်ယူတာဝန်ခံမှုအပြည့်နဲ့မအောင်မြင်တဲ့တော်လှန်ရေးရာဝန်ကနဲ့ဖောက်ထွက်ချင်ကြတယ်အားလုံးကချင်းပြည်လွတ်မြောက်စေချင်လို့ချင်းမျိုးတာလွတ်မြောက်စေချင်လို့ဖြစ်တဲ့အတွက်ကြောင့်ထားတဲ့သူကလည်းပဲအာကျွန်တော်တို့ကိုကျိုးအတွက်မဟုတ်တယ်လို့ဘယ်အဖွဲ့အစည်းအတွက်မှလည်းမဟုတ်ဘူးကျွန်တော်တို့ချင်းပြည်ရဲ့အရေးဖြစ်တဲ့ချင်းရဲ့အနာဂတ်အရေးဖြစ်တဲ့ချင်းမျိုးသားရေးဖြစ်တဲ့အတွက်ကြောင့်အဖွဲ့နဲ့တဖွဲ့ပွန့်ပွန့်လင်းလင်းကိုမားရင်လည်းမားတဲ့အကြောင်းကိုဟာကိုပြန်တုံးတက်ရမယ် personal လည်းပြန်တုံးတက်ရမယ်ကိုအဖွဲ့အစည်းကိုလည်းပြန်တုံးတက်ရမယ် ယ်ဒီလိုပြန်သုံးသပ်ပြီးမှပဲယုံယုံကြည်ကြည်ချင်းနိုင်မှတာတယ်ရှေ့ဆက်ပြီးမှလက်နဲ့ကင်ဖြစ်ဖြစ်နိုင်ငံရေးဖြစ်ဖြစ်ပြန်ပေါင်းစည်းပြီးခမချင်းပြည်သူတွေလိုချင်တဲ့လွတ်လပ်မှုမျိုးကိုလုပ်နိုင်မယ်ပေါ့နော်ဒီလိုမျိုးယုံကြည်မှုပြန်တည်ဆောက်ရမယ်ကိုယ့်ဟာကိုယ်ပြန်ကြံစည်ရမယ်ကိုယ့်အဖွဲ့အစည်းကိုပြန်စမ်းစစ်ရမယ်ဒီနေ့လနဲ့ပဲကျွန်တော်ကယုံကြည်မှုတွေတန်တည်ဆောက်နိုင်မယ်လို့ကျွန်တော် personal အနေနဲ့တော့ဒီလိုပဲမြင်ပါတယ်ဟုတ်ကဲ့ မင်္ဂလာပါဆရာ The Glatton Post ရဲ့ Youth and Women Affair Program လေးမှာလာရောက်ပြီးအထင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။ကျမတို့အရင်ဆုံးအနေနဲ့ဆရာရဲ့နာမည်လေးရယ်ပြီးတော့ဆရာခုလက်ရှိပါဝင်နေတဲ့အဖွဲ့အစည်းနဲ့ပါဝင်နေတဲ့အခန်းကဏ္ဍလေးတွေကိုအရင်ဆုံးမိတ်ဆက်ပေးပါဦးရှင်။ ဟုတ်ကဲ့အမင်္ဂလာပါခင်ဗျကျွန်တော်နာမည်ကတော့ Steven Shingtang ဖြစ်ပါတယ်ကျွန်တော်ရဲ့မိခင်အဖွဲ့အစည်းကတော့ Chin Defense Force Complex ဖြစ်ပါတယ်ကျွန်တော်လက်ရှိချင်းညောင်မှာတပါပတိအဖွဲ့ဝင်တယောက်အနေနဲ့ပါဝင်နေတယ်လို့ကျွန်တော်တို့ကြာကာလချင်းမြို့သားတိုင်ပင်ခံကောင်စီ ICNCC ရဲ့ member ဝင်တူလည်းဖြစ်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါဆိုတော့ဒီ2021အာနာမသိန်းခင်မှာပေါ့နော်ဆရာပါရီလောက်ခဲ့ပြီးတော့မှဆရာရဲ့ဘယ်လိုလုပ်ငန်းအတွေ့အကြုံနဲ့ဒါမှမဟုတ်ရင်ဆရာရဲ့ဘယ်လိုမျိုးအခြေအနေတွေကြောင့်ဒီတော်လှန်ရေးမှာအထက်တဲ့ဝင်ဝင်ပါဝင်ဖြစ်အောင်လို့လှုပ်ဆော်ဖြစ်ခဲ့တာဖြစ်မလဲရှင့်ဟုတ်ကဲ့တော်လှန်ရေးမတိုင်ခင်မှာတော့ကျွန်တော်ကတော့စန်းစာကျောင်းတကူမှာပေါ့နော်အော်စန်းစာကျောင်းဆင်ဖြစ်တယ်ပေါ့နော်ပြီးတော့စန်းစာကျောင်းပြည့်တဲ့အချိန်မှာလည်းပဲအော်ကျွန်တော်တို့ရှင်းပြအနေအထားကျွန်တော်တို့ကမ်ပလက်အနေအထားမှာပေါ့ကျောင်းတက်ဖို့ က်ခက်ရှိတဲ့ကျောင်းသူကျောင်းသားတွေမြို့နယ်ဝေးတဲ့နေရာတွေမှာပေါ့နော်အရင်က NLD ခက်မတိုင်ခင်မှာဆိုတော့ကျွန်တော်တို့ Dumplet မြို့နဲ့တခြားမြို့တွေလည်းအတူတူပဲဖြစ်မှာပါဒီအလေရန်းနဲ့အထက်တန်းဆိုတာအထာက Dumplet မှာပဲရှိတယ်ပေါ့နော်ဒီရွာပေါင်းများစွာမှာအလေရန်းလည်းမရောက်နိုင်ဘူးမဖွင့်နိုင်ဘူးအဲ့လိုမျိုးချိန်မှာလေးရန်းအောင်ပြီးမှပညာရေးအဆုံးသတ်သွားတဲ့အခါကျောင်းသားသွားတဲ့အခါတွေအများတဲ့အချိန်ကာလဖြစ်တယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ဒီလေးရန်အောင်ဗီတာငါးရန်ကနဲ့ထက်ပေါ့နော်အဲ့အဲ့လိုမျိုးပညာတင်မဲ့အရွယ်တွေကိုအဲ့ဒီလေးရန်အောင်ပြီးမှမြို့မှာအိမ်မခါနိုင်တဲ့အခါတွေ အကြောင်းမတက်နိုင်တဲ့ဟာတွေမိဘကကြည့်ရှုဖို့အတွက်အရာဝေးတဲ့အဲ့လိုမျိုးအခက်အခဲကြုံတဲ့ဟာတွေကိုကျွန်တော်တို့ကူညီနိုင်ဖို့အတွက်ပေါ်လာဆောင်တစ်ခုပုံစံနဲ့ပေါ့နော်အဲ့အဲ့လိုလုပ်ပြီးမှအဲ့ဒီမှာပဲကျွန်တော်ပါဝင်ခဲ့တယ်ပေါ့နော်အဆောင်လည်းပိတ်လိုက်ရတယ်နောက်တော့အဲ့ဒီ COVID-19 တော့ပိတ်တဲ့အကြောင်းတွေပြန်မဖွင့်ခင်မှာအာဏာသိမ်းမှုတွေလည်းထပ်ဖြစ်လာတော့ဒီဒူလူထုတရားလုံးကလည်းပဲဆန္ဒပြပြီးမှတရားအနာရှင်ကိုဆန့်ကျင်ကြတဲ့အခါမှာလူငယ်တွေပေါ့နော်ဘာသာလူမျိုးမရွေးအကုန်လုံးကဒီစစ်အာဏာရှင်ကိုဆန့်ကျင်ဖို့ဖြစ်လာတော့ကျွန်တော်လည်းပဲအဲ့လိုနဲ့ပဲဆန္ဒပြရင်းနဲ့ပေါ့နော် ော်ဇန္ဒပြပြီးမှနောက်မှာတော့ဒီဇန္ဒပြကောင်းဆောင်တွေကို SEC ကပြမှတ်ထားပြီးခမဖန်ဆီးမှုတွေချင်းချောင်းမှုတွေရှိလာတဲ့အချိန်မှာမြို့နယ်ပြည်သူလုံခြုံရေးဆိုတဲ့ဟာကျွန်တော်တို့ထပ်ပြဖွဲ့ပြီးမှဒီမြို့နယ်ပြည်သူလုံခြုံရေးမှာလည်းဇန္ဒပြတဲ့အချိန်ကနဲ့တဆင့်ပေါ့နော်မြို့နယ်လုံခြုံရေးအဲ့ဒီမြို့နယ်လုံခြုံရေးကနဲ့တဆင့်နောက်မှာတော့လက်နက်ကင်အထိဖြစ်သွားတာပေါ့နော် အဲဒီလိုနဲ့ပါဝင်လာခဲ့တာဖြစ်ပါတယ်ကျေးဇူးပါခင်ဗျာဟုတ်ကဲ့ပါအာနာသိမ့်ပြီးတော့ဒီဒေါ်လာရေးကာလအတွင်းမှာဆရာပါဝင်လှုပ်ရှားခဲ့တဲ့စေရေးဒါမှမဟုတ်ရင်နိုင်ငံရေးလှုပ်ရှားမှုဆိုရင်ကဘာတွေဖြစ်မလဲအဲ့ဒီလှုပ်ရှားမှုတွေမှာဆရာရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ဒါစိန်ခေါ်မှုနဲ့အခက်အခဲတွေကိုလည်းမျှဝေပေးပါအောင်ရှင်ဟုတ်ကဲ့ပါဒီအာနာသိမ့်မှုဖြစ်တဲ့နောက်ပိုင်းမှာနိုင်ငံရေးအနေနဲ့တော့ကျွန်တော်ဒီပြီးမှမပါဝင်မှုပေါ့နော်ဒီဒေါ်လာရေးအနေနဲ့ဆိုတော့ကျွန်တော်ကဒီ CTF ကမ်ပလက်ရတမဟာမှုတရားအနေနဲ့တာဝန်ထမ်းဆောင်ပြီးမှကြာရကန္တမှာတာတန်းနိုင်ဆုံးပါ ါဝင်ခဲ့တယ်။မျိုးဥတော်ထိုင်ရေးဖြစ်ဖို့ SAC ကိုတော်ထန်ဖို့ဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ရရဒူမီလက်နဲ့ဆွဲကင်ပြီးမှအားလုံးထွက်လာကြတယ်။ကျွန်တော်တို့စုဖွဲ့ပြီးတင်တန်းနေပါတယ်ဖွင့်ပြီးမှ စုဖွဲ့ပြီးမှတိုက်ရတာမဟုတ်ပဲနဲ့ကျွန်တော်တို့တိုက်ပွဲတွေပြီးမှဒူမီကင်ပြီးထွက်လာတဲ့ဒူတွေပေါ့နော်အားလုံးတိုက်ပွဲဖြစ်ပြီးမှပြန်လဲစုစည်းရတာဖြစ်တယ်ပေါ့နော်ဆိုတော့ကိုမျိုးနဲ့အနေထားမှာလည်းပဲအတတ်နိုင်ဆုံးစုစုစည်းစည်းနဲ့ဖြစ်အောင်ပေါ့နော်စုစုစည်းစည်းဖြစ်မှတာလည်းကျွန်တော်တို့လိုချင်တဲ့ဗတ်နိုင်ရောက်မယ်ဆိုပြီးမှမျိုးထဲမှာ၃၄ဖွဲ့မဖြစ်ရလေအောင်ပေါ့အတတ်နိုင်ဆုံးဒီလိုနဲ့ပါဝင်ခဲ့တယ်စူးစမ်းခဲ့တယ်ဆက်လက်ပြီးမှလည်းပဲကျွန်တော်တို့ကိုမျိုးနဲ့ကိုဒေတာအထက်မဟုတ်ပဲနဲ့ကျွန်တော်တို့ချင်းပြီး အနေအထားမှာလည်းပဲချင်းတစ်ခုလုံးတစုတစ်ဖွဲ့တစ်ဖြစ်နိုင်ဖို့အတွက်တန်းနိုင်ဆုံးစူးစမ်းခဲ့ကြတယ်ပေါ့နော်အားလုံးတည်တဲ့အတိုင်း CJTC ကိုလည်းပေါ်ပေါက်ခဲ့တယ်အားလုံးပူးပေါင်းနိုင်ဖို့အရေးကျွန်တော်တို့စူးစမ်းခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီမှာစင်ခေါ်မှုတွေတွေ့မြင်ရတာကတော့ချင်းချင်းယုံကြည်မှုမတည်ဆောက်တာပေါ့နော်မတည်ဆောက်နိုင်တာမဟုတ်ဘူးဒီကိုမတည်ဆောက်တာပေါ့နော်အာဆိုတော့ကိုယ့်ရဲ့အဖွဲကပဲတစ်ဖက်ကနဲ့ဥဆောင်ချင်တယ်ပေါ့နော်တစ်ဖက်အဖွဲစီကိုမယုံကြည်တာယုံကြည်အောင်လည်းမလုပ်တာပေါ့နော် CTTC မှာကျွန်တော်တို့အစည်းအဝေးလုပ်တဲ့အချိန်မှာကျွန်တော်တို့အငင်းပွားဖွယ်ရတယ်ကျွန်တော်တို့ဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ CTTC ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဥထာဟေးပေါ့နော် CND CNF ကသူကပြောဖူးတယ်အဲ့တော့ဒီလိုညင်းခုံတာကောင်းပါတယ်ကျွန်တော်တို့ချင်းနေဘယ်တော့ကမှဒီလိုမျိုးကိုယ့်ရဲ့ချင်းပြေရေးကိုဒီလောက်ညင်းခုံပြီးမှဆွေးနွေးရတဲ့ platform မပေါ်ခဲ့တော့ဒီမှာပဲကျွန်တော်တို့ဒီလိုဆွေးနွေးညင်းခုံရတာလည်းကောင်းပါတယ်ဆိုပြီးမှပြောတယ်လို့ပေါ့လေအဲ့ကျွန်တော်တို့တတ်နိုင်ဆုံးအဖြေရှာဖို့လည်းလုပ်ခဲ့ကြတယ်ဒီမှာစိန်ခေါ်မှုအနေနဲ့ တယောက်နဲ့တယောက်မယုံကြည်နိုင်တာအချင်းဒီမျိုးနယ်စုများပြားလွန်းတာပေါ့နော်အဖွဲ့အစည်းလည်းအများကြီးပေါ်ပေါက်လာတာတွေကကျွန်တော်တို့တုံခဲရတယ်ပေါ့လေအသားတော်ထိုင်ရေးအနေနဲ့လက်နက်ကင်အနေနဲ့ပေါ့နော်နိုင်ငံရေးအနေနဲ့လည်းပဲဒီလက်လက်နက်ကင်တွေရဲ့အခန်းကဏ္ဍကတော်ထိုင်ရေးဒီ2021ကနေခုချိန်ကြည့်ပေါ့လေတဲရောက်မှုရှိနေတော့တော်ထိုင်ကြီးကနိုင်ငံကြီးဖြစ်တယ်လို့ပြောရမယ်ပေါ့နော်အဲအဲ့ဒါကြောင့်ဒီအချင်းချင်းယုံကြည်မှုမတည်ဆောက်နိုင် ဒါတွေကနိုင်ငံရေးမှာလည်းအဲတော့ကြည့်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ခုချင်းချင်းမစည်းလုံးနိုင်တဲ့မစည်းလုံးနိုင်တဲ့စင်ခေါ်မှုတွေရင်ဆိုင်နေရတော့ပဲပေါ့နော်ဒီဟာကအကြီးမားဆုံးစင်ခေါ်မှုလို့ကျွန်တော်ကတော့မြင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါအခုဆရာဆွေးနွေးသွားတဲ့အတိုင်းပဲကျမတို့ရဲ့ဒီတော်လှန်ရေးရဲ့အတ္တကပုံယူမှန်းချက်ကဟိုစစ်ကောင်စီပြုတ်ကြရဲ့အတွက် ဖြစ်ပင်ပဲလေပဲဒီလိုမျိုး တော်လှန်ရေးကာလကြာလာတာနဲ့အမျှတော်လှန်ဖွဲ့စည်းတွေကြားထဲမှာသဘောထားကွဲလွဲမှုတွေဒီလိုမျိုးပြဿနာတွေဖြစ်ပေါ်နေတာကိုလည်းတွေ့ရှိရတယ်ပေါ့နော်ဆိုတော့ ော့ဒီလိုမျိုးသဘောထားကွဲလွဲမှုတွေကကျမတို့ရဲ့ပုံယူမှန်းချက်ဖြစ်တဲ့စကားစဟိုပြိုချဖို့အတွက်ဘလောက်ထိအဟန့်တာဖြစ်စေတယ်လို့ဆရာမြင်ပါတယ်လေဆိုတော့ဒီလိုမျိုးပြဿနာတွေကိုရောဘလိုမျိုးအကောင်ဆုံးရင်ဆိုင်ဖြေရှင်းသင့်တယ်လို့ဆရာအနေနဲ့သုံးသပ်ပါတယ်လေရှင်ဟုတ်ကဲ့ကျွန်တော်အနေနဲ့နှွေးဥတော်လှန်ရေးအစစချင်းမှာပေါ့နော်မြန်မာပြည်တွင်းမှာဖြစ်စေပြည်ပမှာဖြစ်စေတော်လှန်ရေးကိုအားပေးတဲ့ညီကိုမောင်နှမအားလုံးကတို့ချင်းပြည်ဟာပထမဦးဆုံးလွတ်မြောက်နေပြီ ဖြစ်မယ်ဆိုပြီးမှညီမှန်းခဲ့ကြတယ်ကျွန်တော်တို့လည်းပဲတမျိုးနဲ့တမျိုးနဲ့အဲမဟုတ်ပဲနဲ့ချင်းပြည်တစ်ခုလုံးမှာတပြိုင်တည်းလိုလိုနဲ့ဒူနီဆွဲကင်ပြီးမှတော်တိုင်းရေလုတ်လာကြတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့လက်နက်ကင်ချင်းချင်းဖြစ်ဖြစ်ပြန်လဲပြီးမှစူးစီးမယ်ဆိုတော့ကျွန်တော်တို့ရဲ့ပုံညီမှန်းချင်းစကားစကြရှုံးဖို့ဖြစ်တယ်တို့ချင်းတွေအတွက်နဲ့တည်တံ့ပြောမယ်ဆိုတော့ ကျွန်တော်တို့ချင်းပြည်အတွင်းကစာကားစာကင်းစင်ဖို့အတွက်ကျွန်တော်တို့ပုံရင်ဖန်ချစ်ဖြစ်တယ်ပေါ့နော်ကျွန်တော်အဲ့ဒီပုံရင်ဖန်ချစ်ကိုဒီမညီညွတ်မှုတွေကဘလို့ထိထိခိုက်တယ်လဲဆိုရင်တော့ချင်းအတွင်းမှာဆိုရင်ကမ်ပလက်ဂျင်တွေးမင်းတတ်မတူဘူးပေါ့နော်ဖလန်လွတ်မြောက်သွားပြီအတီရီမကတော့မလွတ်မြောက်သေးဘူးကျွန်တော်တို့ချင်းညင်တော်အနေနဲ့ဆက်လက်ဆောင်ရွက်ဖို့ရှိတယ်အဲ့မှာကျွန်တော်တခုပြောချင်တာတော့ကျွန်တော်တို့မညီညွတ်ချင်းရဲ့အတိကကချင်းအတိုင်းဝိုင်းထဲမှာပဲပြောမယ်ဆိုရင်တော့ဟာခနဲ့ထန်တလာအခုချင်းမလွတ်မြောက်သေးဘူးပေါ့နော်ကျွန်တော်တို့ကမ်ပလက်အနေနဲ့2023 20နှစ်တွင်ဦးတော်လာရေးမှာဆိုရင်ရန်ပုံငွေအနေနဲ့ ဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့3000လောက်ဟိုတုံးနိုင်တဲ့အချိန်မှာတင်းပေါင်း3000 3000လောက်တုံးနိုင်တဲ့ဒီဟာခါ CDF ဟာခါတို့ CDF ထန်တလန်တို့အခုထိမလွတ်မြောက်သေးဘူးပေါ့နော်ကျွန်တော်တို့ထက်အများကြီးရံပုံဝင်လက်ရှိတယ်တုံးနိုင်တယ် အင်အားလည်းရှိတယ်လက်နဲ့အင်အားလည်းကျွန်တော်တို့ထည့်ရှိတယ်ကျွန်တော်ဆွေးနွေးတတ်မှမူတာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတော့ CGTC စီဝေးတွဲနဲ့ဟာခါခေါင်းဆောင်တွေတန်တလန်ခေါင်းဆောင်တွေဖက်ကနဲ့ခချိုးတွေပေါ့နော်လက်နဲ့တည်းအဲအဲ့လိုမျိုးကျွန်တော်အကူအညီတောင်းပြီးမှသူတို့အကူအညီလည်းပေးတယ်ဆိုလိုတာကကျွန်တော်တို့ထည့်အများကြီးတာကြတယ်ပေါ့နော်အဲဒါပေမဲ့အခုလွတ်မြောက်တယ်လားမလွတ်မြောက်ဘူးလားဆိုတဲ့အားနဲ့ပြောမယ်ဆိုရင်တော့ဒီဟာခါနဲ့တန်တလန်ကမလွတ်မြောက်သေးဘူး CND လည်းပဲအနည်းဆုံးမှရှိနေတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ရဲ့မတူကွဲပြားမှုကြောင့်ပေါ့နော်အခုလောက်ဆိုရင်တော့လွတ်မြောက်နေပြီဖြစ်ရမယ်ဟာပေါ့တချို့ဝိ ီဝါဒကွဲပြားမှုပေါ့နော်မဆူစည်းနိုင်တဲ့အတွက်ကြောင့်ဒီစိန်ခေါ်မှုတွေကြောင့်ကျွန်တော်တို့ရဲ့ပြည်နယ်ရဲ့ပုံရင်ဖန်ချက်ထုံရှုံနေတာခဲ့တာကိုပြောတာပေါ့နော်ဒါတော့ကျွန်တော်တို့မညီညွတ်ချင်းရဲ့ကျွန်တော်တို့ရဲ့ပုံရင်ဖန်ချက်အဟာအတာတစ်ခုပေါ့လေအတိဟာရီကိုဆက်လက်ပြီးမှဘလို့ဖြေရှားရမလဲဆိုရင်တော့တစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှုပေါ့နော်တာဝန်ယူတာဝန်ခံမှုပြည်နယ်ပူပေါင်း ပူပေါင်းဆောင်ရွက်မှအတားထင်ဖြည့်ထွက်မယ်ပေါ့နော်ဒီမင်းခွဲမှာကျွန်တော်တို့ချင်းအနေနဲ့ပဲကျွန်တော်ဖြည့်တာဖြစ်တယ်ကျွန်တော်တို့ချင်းအနေနဲ့အခုအားလုံးတည်တဲ့အတိုင်းချင်းနေရှင်နဲ့ကောင်စီပေါ်ပေါက်ဖို့ရအတွက် ICNCC နဲ့ချင်းလန်းကောင်စီညီပြီးမှပေါ့နော် DLC ဆိုတဲ့ဟာပြန်လုပ်ဖို့ကျွန်တော်တို့ဖက်ဖက်ကနေစူးစမ်းနေကြပါတယ်ဒါပေမဲ့အဲ့ဒီအဆင့်မရောက်ခင်မှာ ကျွန်တော်တို့ယုံကြည်မှုအများပြန်တည်ဆောက်တင်တယ်ပေါ့နော်ထားတဲ့သူကလည်းပဲအာကျွန်တော်တို့ကိုကျိုးတို့မဟုတ်တယ်လို့ဘယ်အဖွဲ့အစည်းအတွက်မှလည်းမဟုတ်ဘူးကျွန်တော်ချင်းပြည်ရဲ့အရေးဖြစ်တယ်ချင်းရဲ့အနာဂတ်အရေးဖြစ်တယ်ချင်းမျိုးသားရေးဖြစ်တဲ့အတွက်ကြောင့်ကိုအမားရှိရင်လည်းဝင်ခံပြီးမှချင်းချင်းနားလည်မှုနဲ့ယုံကြည်မှုပြန်တည်ဆောက်ပြီးမှပေါ့နော်ဖြစ်ခဲ့ပြီးသားအပေါ်မှာဘာကြောင့်မညီညွတ်ခဲ့ကြတယ်လဲပွန်ပွန်လင်းလင်းပြောရင် CJDC မှာပါလို့မပေါင်းနိုင်ခဲ့တယ်လဲပါလို့ပြစ်စည်းသွားတယ်လဲ ICNCC မှာပါလို့သူတီဒီလိုမျိုးဖွဲပြနေတယ်လဲပေါ့နော် ICNCC တဲ့အလို့မဖြစ်တစ်ဖက်မှာရှိတဲ့ပြစ် CJ ဒီစီလက်ပြစီလက်တရားတွေပါကြောင့်လဲဆိုတော့အဖွဲနဲ့တဖွဲပွန့်ပွန့်လင်းလင်းကိုမဟားရင်လည်းမဟားတဲ့အကြောင်းကိုဟာကိုပြန်တုံးတက်ရမယ်ပါဆွန်နယ်လည်းပြန်တုံးတက်ရမယ်ကိုအဖွဲစီကိုလည်းပြန်တုံးတက်ရမယ်ဒီလိုပြန်တုံးတက်ပြီးမှပဲဟားတဲ့သူကလည်းပဲအမဟားဝင်ခံပြီးမှတစ်ဖက်နဲ့တစ်ဖက်အားလုံးကချင်းပြီလွတ်မြောက်စေချင်လို့ချင်းမျိုးတာလွတ်မြောက်စေချင်လို့ဖြစ်တဲ့အတွက်ကြောင့်သူညီတဲ့ဟာကိုယုံယုံကြည်ကြည်ချင်းနိုင်မှတာတယ်ရှေ့ဆက်ပြီးမှလက်နဲ့ကင်ဖြစ်ဖြစ်နိုင်ငံကြီးဖြစ်ဖြစ်ပြန်ပေါင်းစည်းပြီးခမချင်းပြီသူတွေလိုချင်တဲ့ လွတ်လပ်မှုမျိုးကိုလုပ်နိုင်မယ်ပေါ့နော်ဒီလိုမျိုးယုံကြည်မှုပြန်တည်ဆောက်ရမယ်ကိုယ့်ဟာကိုယ်ပြန်ပြန်ဆန်းစစ်ရမယ်ကိုယ့်အဖွဲ့အစည်းကိုပြန်ဆန်းစစ်ရမယ်ဒီနေ့လနဲ့ပဲကျွန်တော်ကယုံကြည်မှုတွေတန်တည်ဆောက်နိုင်မယ်လို့ကျွန်တော် personal အနေနဲ့တော့ဒီလိုပဲမြင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါနောက်ထပ်မိကွန်းအနေနဲ့မြမအင်းကြီးချင်းနိုင်ငံတွေဖြစ်တဲ့ဒီထိုင်းတရုတ်အိန္ဒိယစတဲ့အင်းကြီးချင်းနိုင်ငံတွေအနေနဲ့မြမတော်လှန်ရေးအပေါ်မှာသူတို့ရဲ့အမြင်သဘောထားကိုဆေးရအနေနဲ့ဘယ်လိုများသုံးသပ်ပါသလဲပေါ့နော်သူတို့ရဲ့တော်လှန်ရေးအပေါ်မှာရည်တည်ချက်ကရောတော်လှန်ရေးအောင်မြင်ဖို့အတွက်ဘယ်အတိုင်းတာထီအောင်အကျိုးသက် က်ရောက်မှုရှိမလဲပေါ့နော်ဆိုတော့အိန္ဒိယနိုင်ငံနေအနေနဲ့လက်ရှိသူတို့ရဲ့တုံ့ပြန်မှုဆောင်ရွက်ချက်တွေကိုကြည့်ချင်းအားဖြင့်ဆရာအနေနဲ့ဘယ်နိုင်ငံရဲ့ဆောင်ရွက်ချက်ကိုတော့အားအရာဆုံးဖြစ်မလဲရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့အိန္ဒိယဖြစ်တဲ့အိန္ဒိယထိုင်းတရုတ်ကိုကြည့်မယ်ဆိုတော့ဘယ်နိုင်ငံရဲ့တုံ့ပြန်မှုကိုမှကျွန်တော်တို့တော်လှန်ရေးဖွဲ့တွေကတော့အားရစရာတော့မရှိဘူးပေါ့နော်ဒါပေမဲ့သူတို့ရဲ့ပါဝင်ပတ်တဲ့မှုကတော့ကျွန်တော်တို့အကြီးတော်နေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက်အများကြီးကြီးရောက်မှုရှိတယ်သူတို့ရဲ့ပူးပေါင်းပါဝင်ခြင်းအဖြစ်ကတော့ကျွန်တော်တို့ အများကြီးအလုပ်ကိုနိုင်တယ်ပေါ့နော်ရှေ့ရောက်နိုင်တယ်ကျွန်တော်တို့အားလုံးအဲ့လိုညုံချော်လင့်တယ်ဆိုတော့တို့ရဲ့လက်ရှိပါဝင်မှုအရာပြောမယ်ဆိုတော့ ကျွန်တော်တို့တော်လှန်ရေးအစိုးရတရားဖြစ်တဲ့ NUG အစိုးရကိုယ်တိုင်ကဒီအင်းနီးချင်းတွေကိုချင်းကတ်တဲ့အခါမှာဘယ်လိုပြောမလဲဟိုအနောက်ဖက်ဥရောပဖက်တွေပေါ့နော်အူစားပေးပါ US တို့ပါလို့အချိဆက်တယ်လို့ဟိုကျွန်တော်တို့ကတော့တုံ့တက်တယ်မျိုးတော်လှန်ရေးစဉ်ထွက်လာတဲ့အခါမှာအင်းနီးချင်းနိုင်ငံတွေရဲ့ပါဝင်ပတ်တဲ့မှုကဘယ်နိုင်ငံမဆိုပေါ့နော်ဘယ်တော်လှန်ရေးမှမဆိုတော်လှန်ရေးကတချို့ဆိုတော့သူများနိုင်ငံမှာအစားပြုတာလည်းရှိတာပဲဆိုတော့ကျွန်တော်တို့ရဲ့အနည်းစာဆုံးတွေကို NUG အနေနဲ့ပထမဦးဆုံးအရင်ချင်းကတ်ခဲ့တည်နေပေါ့နော်ဒါပေမဲ့အဲ့ဒီအပေါ်မှာချင်းကတ်ခဲ့တာလည်းဖြစ်မယ်ကျွန်တော်တို့ မတိနိုင်ဘူးပေါ့နော်မတိနိုင်တဲ့သူတွေအနေနဲ့ပြောမယ်ဆိုရင်တော့ဒီအိမ်နီးနားချင်းတွေကိုကြော်သွားကျော်သွားတယ်လို့မျိုးမြင်တယ်။နောက်ပိုင်းမှာကျွန်တော်တို့အသက်နိုင်တယ်လို့နေနမိတ်ချင်းထိဆက်တဲ့နိုင်ငံတွေကိုပြန်ပြီးခမှချိတ်ဆက်ဆောင်ရွက်မှုတွေလုပ်နေတာမြင်ရတယ်။ဒါပေမဲ့မလွှဲတာမချောင်တာလို့ကျွန်တော်တို့ရဲ့စစ်ပေးဆောင်ပြည်သူတွေကိုလက်ခံပေးတာရှိတယ်။အာကျွန်တော်တို့ရဲ့အာတော်ထိုင်ရေးဆိုရတရားဖြစ်တဲ့အတွက် NUG ကိုအတွေ့အဆုံစကားပြောတာတွေလည်းရှိရှိတော်ညာလည်းပဲတကယ်တကယ်လက်တွေ့မှာတော့ပြည်နိုင်ငံရဲ့ဆောင်ရွက်မှုကတော်ထိုင်ရေးကိုအားပေးတယ်။ဘုပ္ပခမအားရကျေနပ်တယ်ဆိုပြီးမှတော့ပြောစရာတော့ မရှိဘူးလို့ကျွန်တော်အတော့မြင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါတီတော်လှန်ရေးကိုကြည့်မယ်ဆိုလို့ရှင်တီတော်လှန်ရေးဟာလူငယ်တွေစခဲ့တဲ့တော်လှန်ရေးလို့ပြောရင်လည်းမမှားဘူးပေါ့နော်ဆိုတော့ဆရာကိုရိုင်းလည်းလူငယ်တဦးဖြစ်တဲ့ခါကျတော့တီတော်လှန်ရေးမှာလူငယ်တွေရဲ့ဥဆောင်မှုကဏ္ဍကိုဆရာအနေနဲ့ဘယ်လိုများဟိုသုံးသပ်ပါသလဲပေါ့နော်ဆိုတော့လူငယ်တွေအနေနဲ့ဒီအဖွဲ့အစည်းတွေကိုဥဆောင်တဲ့အခါမှာရင်ဆိုင်နေရတဲ့တင်ခေါ်မှုတွေနဲ့အခက်အခဲတွေကိုလည်းပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါຫນွေဥတော်လှန်ရေးမှာတော့အားရဆရာအကောင်းဆုံးကတော့လူငယ်တွေပေါ့နော်လူငယ်တွေကဘယ်ဒေတာမှမဆိုအရှိထွက်လာကြတဲ့ဥဆောင် င်လာကြတယ်အဲအဲ့ဒီဥဆောင်လာတဲ့အပေါ်မှာစင်ခေါ်မှုတရားအနေနဲ့ကျွန်တော်ရဲ့ဒီ၄ဦးတော်လှန်ရေးလင်းနေတာတွေ့ကြုံနဲ့ပြောမယ်ဆိုတော့ဝါရင်နိုင်ငံရေးသမားလို့ပဲပြောပြောဝါရင်တော်လှန်ရေးသမားလို့ပဲပြောပြောပေါ့နော်လူကြီးတွေပေါ့နော်သူတို့လူငယ်တွေကိုယုံကြည်မှုအပြည့်အဝမပေးသေးတာကစင်ခေါ်မှုကြီးကြီးမားမားလို့မြင်တယ်မြန်မာတော်လှန်ရေးပြန်ကြည့်မယ်ဆိုတော့စစ်တပ်ကအာဏာခဏခဏတင်းတယ်သူစစ်တပ်ကအာဏာသိမ်းတိုင်းသိမ်းတိုင်းမှာတော်လှန်ရေးအဖွဲ့အစည်းတွေပေါ်ပေါ်လာတယ်ဆန့်ကျင်ကြတယ် ဒါပေမဲ့နောက်ဆုံးပါဖြစ်တယ်ဆိုတော့စစ်တပ်ကအာဏာသိမ်းတာကအမြဲတမ်းအောင်မြင်ပြီးခမတော်ထန်ခဲ့တဲ့တော်ထန်ရဲ့အခွဲတွေကအမြဲတမ်းကြာရှုံးတယ်အမြဲတမ်းကြာရှုံးတယ်ဆိုတော့အဲ့ဒါကထင်ပေါင်းအနည်းစားဆုံးပြောမယ်ဆိုရင်88ကနေစာပြီးမှတော်ထန်ရဲ့လို့လာတဲ့သူတွေအခုချိန်ထိတော်ထန်ရဲ့မှာတာဝန်ရှိတဲ့သူတွေဖြစ်နေသေးတယ်ပေါ့နော်ဖြစ်နေသေးတော့လက်ရှိလူငယ်တွေကဒီမှာပဲဒီကြာရှုံးသွားခဲ့လို့ရှိရင်ဘလို့ အန္တရာယ်ကြီးမားတယ်ဆိုတဲ့အရာပေါ်မှာအခြေခံပြီးတော့မှာပေါ့နော်လက်ရှိလူငယ်တွေကတာဝန်ယူတာဝန်ခံမှုအပြည့်နဲ့မအောင်မြင်တဲ့တော်လှန်ရေးအဝန်ကနေဖောက်ထွက်ခြင်းကြတယ်ပေါ့နော်ဒီလိုမှမလုပ်ရင်မရဘူးဒီလိုလုပ်မှရမယ်ဆိုမှဒီလူငယ်တွေကဖောက်ထွက်နိုင်ဖို့အတွက်မအောင်မြင်တဲ့အတွေ့အခေါ်မအောင်မြင်တဲ့ဒီ ori မအောင်မြင်တဲ့တော်လှန်ရေးကနေ ဖောက်ထွက်ပြီးမှအမြန်ဆုံးကျွန်တော်တို့လွတ်မြောက်နိုင်မယ်လို့ယုံကြည်ချက်ပြည်နဲ့လှုပ်လာတဲ့အချိန်မှာတက်ဆိုင်ရာဝါရင်တော်ထိုင်ကြီးလို့ဒီအနည်း80လုံးလုံးလှုပ်လာတယ်ဆိုပြီးမှပြောကြတယ်ပေါ့နော်တကယ်တကယ်အနည်း80လုံးလုံးဟုတ်မဟုတ်ကတော့ကျွန်တော်တို့ပြည်သူအားလုံးကပဲအပြည့်ပေးဖို့ဖြစ်ပါမယ် ဆိုလိုတာကတော့2023တွင်ဥတော်လှန်မှာပေါ်လာတဲ့လူငယ်တွေအပေါ်မှာခင်ဗျားတို့ကတော်လှန်ရေးအတွက်အချုံနုနယ်သေးတယ်။ကျွန်တော်တို့ကဒီလောက်ဒီလောက်အလုပ်လာတာတက်တန်ဘလော့ရှိလာတယ်ဆိုတဲ့အဟာလူထုရှေ့မှာဒီစကားတွေရောက်စီတယ်။အဲ့ဒါတွေကပါတဲ့ထိခိုက်တယ်ဆိုတော့လူငယ်တွေကိုဘဝနေရာမပေးတဲ့အပြင်မှာပြည်သူလူထုရဲ့ယုံကြည်မှုနဲ့တွားထိရောက်တယ်။ဆိုတော့ဒီလိုနဲ့ပဲလူငယ်တွေကိုနေရာပေးမှုနဲ့ပဲနေပါတယ်ယုံကြည်မှုနေပါတယ်။ဆိုတော့ဒီမှာပဲလူငယ်တွေနဲ့ဒီတော်လှန်ရေးအတွက်အချုံတမားတွေနဲ့ကွဲလွဲမှုတွေနဲ့ဖြစ်လာတယ်ပေါ့နော်။ဒီဟာကအကြီးမားဆုံးစင်ခေါ်မှုလို့2023 တင်နောက်ပိုင်းတွင်ဥတော်ထိုင်မှာပေါ်လာတဲ့လူငယ်တွေအတိတ်ကကြုံတွေ့နေရတဲ့ပြဿနာလို့မြင်ပါတယ် ဟုတ်ဟုတ်ကဲ့ပါဆိုတော့ကျမတို့ TikTok live ရေးမတိုင်ခင်မှာဆိုလို့ရှိရင်ဒါကျမတို့အမျိုးသမီးတွေရဲ့ပါဝင်မှုအခန်းကဏ္ဍတွေကိုအများအပြားကတ်တန့်ထားတာမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့လည်းပဲဒီတော်လှန်ရေးဂါလာအတွင်းမှာအမျိုးသမီးတွေအနေနဲ့ကဏ္ဍစုံမှာဥဆောင်ပါဝင်နေတာကိုလည်းပဲတွေ့ရှိနေရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့အမျိုးသမီးတွေအနေနဲ့ဒီစိတ်ရေးနိုင်ငံရေးအုပ်ချုပ်ရေးစတဲ့ကဏ္ဍတွေမှာပါဝင်ဥဆောင်လာမှုအပေါ်မှာရောဆရာအနေနဲ့ဘယ်လိုများသုံးသပ်ပါသလဲပေါ့နော်ဒီထက်ပိုပြီးတော့မှအမျိုးသမီးတွေအနေနဲ့ကဏ္ဍစုံမှာ ဟိုအကောင်းကောင်းနဲ့ပါဝင်လာနိုင်ဖို့အတွက်ကိုဆရာအနေနဲ့ဘယ်လိုများအကြံပြုလိုပါသလဲရှင်ဟုတ်ကဲ့ပါဒီနှွေးဦးတော်လှန်ရေးမှာတော့ ဒီနိုင်ငံတဝင်းလုံးအနေနဲ့ကြည့်မယ်ဆိုရင်ဘယ်သူကပိုပြီးခမပေးဆက်တယ်ဆိုတာလည်းမရှိဘူးပေါ့နော်ပြီးတော့အမျိုးသမီးကပိုပြီးပေးဆက်တယ်အမျိုးသားကပိုပြီးပေးဆက်တယ်ဆိုတာလည်းမရှိဘူးပေါ့နော်အားလုံးကတော့နိုင်ငံရဝင်ထမ်းနေကြတယ်ပေါ့နော်အဲဆိုတော့အမျိုးသမီးတွေလည်းရောက်တဲ့နေရာကနေအတနိုင်ဆုံးကိုလုံးနိုင်တဲ့အခါကဏ္ဍကိုပြပြပြင်းပြအတနိုင်ဆုံးအားထည်ပြီးမှကိုရှိကမအောင်မြင်ခဲ့တဲ့ကျွန်တော်တို့မြန်မာတော်ထိုင်ရေးတမိုင်းတလျှောက်ကလို့မဟုတ်ပဲနဲ့အခု2023နောက်ပိုင်းမှာဆိုရင် အမျိုးသမီးတွေလည်းနိုင်ငံခြားရောက်တာပဲဖြစ်ဖြစ်ပြည်သွင်းမှာဖြစ်ဖြစ်တော်လှန်ရေးမှာပါတ ီဖြစ်စီမပါတီဖြစ်စီပေါ့နော်အဲ CDM ကတော့အားလုံးဝင်းကလေးတွေတော့မှပုံများသေးတယ်ပေါ့နော်ဒီ2021နေဦးတော်လိုင်းရေစရင်ကြည့်မယ်ဆိုရင်ဆိုတော့အားလုံးကအတူတကွ ဆောင်ရွက်နေကြတယ်ပေါ့နော်တချို့အမျိုးသမီးတွေကတော့ CDM လုပ်တဲ့အဆင့်လဲကြော်ပြီးမှလက်နဲ့ကင်ထဲမှာအထိစိတ်ဝင်ကြတယ်တင်တန်းတက်ကြအမျိုးသားတွေနဲ့တန်းတူပဲစစ်တင်တန်းနေပါတယ်လဲတက်ကြတယ်ပေါ့နော်ဆိုတော့ရှေ့တန်းသွားမဲ့အချိန်မှာတော့ပုံပုံလင်းလင်းပြောရမယ်ဆိုတော့အချင်းမှာဆိုတော့ကျွန်တော်တွေ့ကြုံရတော့ကျွန်တော်တို့အဖွဲ့အစည်းမှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကလက်နဲ့အင်အားမရှိတာမရှိတဲ့အချိန်မှာဟိုကျွန်တော်တို့ယောက်ျားလေးတွေမှာတော့မှလူရွေးရတယ်ရှေ့တန်းသွားမယ်ဆိုရင်ပေါ့နော်အဲ့ဆိုတော့အမျိုးသမီးတွေကအဲ့မှာပြန်ကြံကြံခဲ့တာသူတို့ကအမျိုးသမီးမို့လို့တန်ခဲ့တာမဟုတ်ဘူးလက်နဲ့က ကတလဲ့ဟလဲ့ဟိုမောင်းပြန်ဟလဲ့တုံးလက်ပဲရှိတာပေါ့နော်အဲအဲ့ဒါနဲ့မဖြစ်သလိုစစ်တိုက်ရမယ့်အချိန်မှာဆိုရင်ယောက်ျားလေးအရေးပေါ်တယ်အများကြီးစုတဲ့အချိန်မှာအဲ့မှာအမျိုးသမီးတွေကအလိုလိုနဲ့ပေါ့နော်ဒီလိုကြံကြံဖြစ်သွားတယ် ဆိုတော့ဒါကတော့အမျိုးသမီးဖြစ်လို့ကြံခဲ့ရတော့မဟုတ်ဘူးခက်ခဲမျိုးမျိုးကြောင့်ပေါ့နော်ချင်းကျင်တော်စစ်စင်ရဖလာမဆွန်လည်းအားလုံးတည်တဲ့အတိုင်းပဲတကယ်အမျိုးသမီးဖလာမရဲ့ CNO CNDF ရဲ့ defense လည်းမှလည်းပဲဒီအမျိုးသမီးပေါ့နော်ပြီးတော့ရှေ့တန်းမှာလည်းပဲ sniper တွေနဲ့တိုက်ပွဲဝင်နေကြတာတွေ့ရတော်တော်လေးအားကျစရာကောင်းတယ် CDM မဟုတ်တိတိုင်အောင်ကိုယ့်အလုပ်ကိုလုပ်နေတဲ့သူတွေကလည်းတတ်နိုင်တယ်လို့တော်လှန်ရေးကို support ပေးကြတယ် CDM နေလက် CDM မှာလည်းအင်အားကောင်းတယ်လက်နဲ့ကင်မှာလည်းပဲတတ်နိုင်ဆုံးပါဝင်ကြတယ်ပေါ့နော်ဆိုတော့အမျိုးသမီးတွေရဲ့အခန်းကဏ္ဍပြောမယ်ဆိုရင်တို့တို့ဒီလိုမျိုး fund fund မရှိဘဲနဲ့ပေတော်ထိုင်ရင်းမှာအဆင်မပြေပေါ့နော်ဆိုတော့ဒီလိုမျိုး fundraising တွေလုပ်မယ်ဆိုရင်လည်းပဲအမျိုးသမီးတွေပဲပိုပြီးမှစူးစမ်းတယ်ပိုပြီးမှအချိန်ပေးတယ်ပိုပြီးမှစီစဉ်သူတွေကတော့အမျိုးသမီးတွေပုံများတယ်အဖက်ဖက်ကလည်းအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဒီနွေဦးတော်လာရင်မှရှင်းရှင်းလင်းလင်းမြင်တွေ့ရတာပေါ့နော်တကယ်အားရစရာကောင်းတယ်ကျွန်တော်တို့အနာအနာကမှလည်းပဲကျွန်တော်တို့ဒီအမျိုးသမီးတွေရအခန်းကဏ္ဍကိုဒီလိုမျိုးကျွန်တော်တို့နောင်လာမဲ့ tick institution ပြောမလားခြားတာပြောမလားဒီလိုမျိုးမူဝါဒမှာကိုလည်းတကယ်ဟိုအမျိုးသမီးတွေရအခန်းကဏ္ဍကိုတကယ်ထဲသွင်းပြီးမှတကယ်ထဲဆက်ဆက်မှာအမျိုးသမီးတွေရအခန်းကဏ္ဍအကျော်နေခဲ့တဲ့ဟာဒီဒီဟာလည်းပြုပြင်စရာတွေပြုပြင်ပြီးမှဒီလိုမျိုးမူဝါဒမှာရောဒီလိုမျိုးထင်းချောင်းပြီးမှဆက်လက်ပြီးအမျိုးသမီးတွေရပါဝင်မှုကိုအားပေး တင်တယ်လို့ကျွန်တော်အနေနဲ့တော့မြင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ချင်းညင်အောင်ရဲ့ထုတ်ပြန်ချက်လေးနဲ့ပတ်သက်ပြီးတော့အနေငယ်လေးမေးချင်ပါတယ်ဆိုတော့ချင်းညင်အောင် အဖွဲ့ဝင်တပ်ဖွဲ့တွေအားလုံးပေါင်းစည်းပြီးတော့ချင်းပြည်တဲ့ချင်းတမျိုးသားလုံးကိုအကာအကွယ်ပေးနိုင်တဲ့ပုံမူတစ်လက်ခိုင်ပါတယ်တမရတရက်အဖြစ်တူချက်ဖွဲ့စည်းဖို့အခြေခံမူတွေချမှတ်ထားတယ်လို့ချင်းညင်အောင်ရဲ့ထုတ်ပြန်ချက်မှာပါရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တချို့ကလည်းပဲမဖြစ်နိုင်ဘူးလို့သုံးသပ်တဲ့သူတွေရှိသလိုပဲတစ်ဖက်မှာလည်းပဲဘလို့မူတွေနဲ့ဟိုဘလို့မျိုးရှေ စ်ဆက်အကောင့်ထဲပုံမလဲဆိုပြီးတော့စောင့်မျှော်နေကြတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဟိုဘယ်လိုမျိုးမူတွေချမှတ်ခဲ့ကြသလဲဆိုတာလေဆရာအနေနဲ့ဆွေးနွေးပြပအောင်ရှင်ဟုတ်ကဲ့ပါချင်းကျင်တော်ရဲ့ဝန်အမီနဲ့ပတ်သက်လို့တို့ချင်းကျင်တော်မြေပြင်တွေ့ဆုံပွဲနေလာခါမှာအားလုံးသဘောတူညီပြီးမှဆုံးဖြတ်ခဲ့ကြတယ်ဒီအစည်းအဝေးရဲ့သဘောတပါဝအရာအာဂျင်နာမှာပါလို့ကျွန်တော်တို့အဒီပြူထားတာမဟုတ်ပါဘူးကျွန်တော်ချင်းကျင်တော်နေရဲ့ချင်းကျင်တော်ခေါင်းဆောင်တိုင်းအားလုံးမှာကျွန်တော်တို့ဝန်အမီတော်ဖို့ဆိုတာအစာကြေရနဲ့လည်းယုံကြည်ချက်ရှိပါတယ်အဲ့ဒါမှတခုဆက်စပ်ပြန်ပြောမယ်ဆိုရင်ကျွန်တော် ို့နှွေးဥတော်လိုင်းရဲ့အစမှာကျွန်တော်တို့ချင်းနေတဆူတစီတီဖြစ်နိုင်မယ်ဆိုတဲ့အယုံကြည်ချက်ကိုစီနေပေါ့နော်ဥမာကျွန်တော်က CTF complex မှာအကြီးဆုံးဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့စီဥစီချုပ်လို့မတုံဝန်ထုံးခဲ့ဘူးတမဟာမှုဆိုတဲ့ဟာပဲတုံးခဲ့တယ်မင်းတမလည်းအခုစီဥစီချုပ်လည်းတမဟာမှုလို့ပဲတုံးခဲ့တယ်ပေါ့နော်အဲ့ဒါပါကိုအတိတ်ပဲလဲဆိုတော့ အဲကျွန်တော်ချင်းတခုလုံးအချုံဝင်ပြီးမှ1အာမီဖြစ်မယ်ပြင်အဲ့ဒီတတ်မဟာလိုက်ပေါ့နော်အဲ့ဒီမြို့နယ်လိုက်ပဲဖြစ်ဖြစ်ဒေတာကိုကြည့်ပြီးလိုအပ်တယ်လို့ကာကွယ်ရေးကတတ်မဟာချမယ်အဲ့ဒါတတ်မဟာမှုဆိုတဲ့ဟာအဲ့လိုတုံးခဲ့တယ်အဲ့ဒီအတုံးအနှုံးရဲ့ကြီးရဲ့ချစ်ကိုကကျွန်တော်တို့ချင်းနေက1ခွန်မဲ1အာမီပဲဖြစ်တင်တယ်ဆိုတဲ့ဟာကျွန်တော်တို့မှယုံကြည်ခဲ့တယ်အဲ့ဒါကျွန်တော် CGTC မှာလည်းအားလုံးတက်တက်ကြွကြွနဲ့ပါဝင်ခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့အเจ้าမျိုးမျိုးเจ้าတရားမအောင်မြင်ခဲ့တဲ့အချိန်မှာ အဲကျွန်တော်တို့အခုတင်းနေတော့ account ဆောင်တွေထဲမှာဒီ one army ဖြစ်ဖို့ကတော့အားလုံးတကယ်စီးရင်အမှန်နဲ့ပေါ့နော်တကယ်တကယ်အဲ့လိုဖြစ်ဖို့ခက်ခဲမယ်ဆိုတာတော့တည်တယ်ဒါပေမဲ့ ဖြစ်မနေလောက်ရမယ်ဆိုရဲအားလုံးရစိတ်ဆန္ဒဖြစ်မယ်လို့မြင်တယ်အဲ့ဒီအတွက်ကြောင့်မြေပြင်တွေ့ဆုံပွဲမှာဆုံးဖြတ်ချက်ချတယ်လိုအပ်မဲ့အသေးစိတ်မူဝါဒအပိုင်းဆိုင်ရာကတော့ဒီတာဝန်ယူတဲ့အဖွဲ့အစည်းကဏ္ဍရှိတာပေါ့နော်ချင်းချင်းတောင်ရဲ့အတွင်းရေးမှုအဖွဲ့ဖြစ်ဖြစ်အဲ့လိုမျိုးအဖွဲ့အစည်းတာဝန်ယူတော့အသေးစိတ်အခြေအနေတော့ကျွန်တော်တို့မပြောနိုင်သေးဘူးပေါ့နော်ဒါပေမဲ့ဆုံးဖြတ်ချက်အနေနဲ့တော့ဆုံးဖြတ်ထားတယ်ဒီတူလူထုလည်းတည်အောင်ကျွန်တော်တို့အားလုံးထုတ်ပြန်လာတဲ့အချိန်မှာကျတော့တချို့ကတော့ဖောက်ခံတယ်ပေါ့နော်ဒါဖြစ်ရမယ် လို့ပြောကြတယ်တချို့ကတော့မဖြစ်နိုင်ဘူးဆိုပြီးမှဘာကြောင့်မဖြစ်နိုင်ပါလဲဆိုတဲ့အဟာဒီနဲ့ဒီဝေဖန်မှုတွေလည်းအများကြီးရှိပါတယ်မဖြစ်နိုင်ဘူးဆိုတာထက်ပေါ့နော်အရခက်ခဲမယ်ဆိုတာတော့ကျွန်တော်တို့လည်းသိတယ်ကျွန်တော်တို့တော်လှန်ရေးစစချင်းကြရနဲ့ဒူမီနဲ့တော်လှန်လာတော့လည်းအောင်မြင်မှန်မှုပြုပေါ့နော်ပြောခဲ့တဲ့သူတွေရှိတယ်အကိုမျိုးနဲ့ကိုကိုတပ်ဖွဲ့အလိုက်နဲ့ဒီထိုးစစ်ပြန်ရှင်ဖို့ရအတွက် အဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ခြုံခိုတိုက်ပွဲတွေလောက်ပဲလုပ်နိုင်တယ်2023 20နှစ်ဆိုတော့ဒီနောက်ပိုင်းမှာကျွန်တော်တို့မပေါင်းစည်းဘူးဆိုရင်တော့မဖြစ်နိုင်ဘူးဆိုတော့ဒီချင်းညင်အောင်ဆိုတဲ့ကောင်းစဉ်အောက်မှာကျွန်တော်တို့ပူပေါင်းတဲ့အချိန်မှာလည်းပဲဒါအောင်မြင်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့အာဒီစစ်စင်ရေလို့လို့ရင်လည်း ပထမဦးဆုံးချင်းကျင်တော်ရဲ့တစ်စင်ကြီးဂျင်တွေးပေါ့နော်ဂျင်တွေး operation ကကြာလဲကြာတော့အဲ့မှာမတင်းနိုင်ဘူးအဲ့မှာအကောင်းဆုံးတွေကအသုံးမကျကြတာပါဂျင်တွေးကဘာမျိုးကြီးလဲမဟုတ်ဘူးတတီလေးတရားကသူတို့နိုင်မှာမဟုတ်ဘူးကျွန်တော်တို့ရဲပေါ်လည်းလက်ကျတယ် line ပေါ်မှာလည်းထိန်းလို့မရဘူးပေါ့နော်စကားစဖက်ကလည်းတရင်ထုတ်တော့ညွညွဝေဖန်ခဲ့ကြတယ်ဒါပေမဲ့တို့ရအောင်တင်းနိုင်တဲ့ယုံမကဘူးဂျန်တဲ့မျိုးတွေလည်းပဲတစ်ခုပြစ်တစ်ခုတင်းခဲ့တယ်ဒီချင်းကျင်တော်လည်းပဲ အလုံးမဖြစ်ပါဘူးတချို့ဆိုတော့ဒီလူနေစုလူနေစုတော့မှမဟုတ်ဘူးကြက်လူနေစုထဲကလူနေစုပဲပြောခဲ့ကြတာဒါပေမဲ့တကယ်တကယ်မှာတော့ပြည်သူတွေကမြင်တွေ့တဲ့အတိုင်းပဲပေါ့နော်အောင်မြင်တယ်လားမအောင်မြင်ဘူးလားဆိုတော့ကျွန်တော်တို့အခုဝမ်းလာမီလည်းပဲကျွန်တော်တို့အများကြီးစဉ်းစားပြီးမှာပေါ့နော်ဖြစ်နိုင်မဖြစ်နိုင်ဆိုတာထက်ကျွန်တော်တို့အားလုံးကတော်တော်လေးခက်ခဲမယ်ဆိုတာသိတယ်ဒါပေမဲ့မလို့လို့လည်းမဖြစ်ဘူးပေါ့နော်အခုစကားစရဲ့အခြေအနေကြည့်မယ်ဆိုရင်လည်းအချိန်မရွေးထိုးစစ်ပြန်ဆင်လာနိုင်တဲ့အခြေအနေမှာရှိတယ် ကျွန်တော်တို့ one army ဒီလိုမျိုး one command နဲ့မလုပ်နိုင်ဘူးဆိုရင်တော့ကျွန်တော်တို့နယ်မြေတွေကိုဘလော့ထိထိန်းသိမ်းကာကွယ်နိုင်မလဲဆိုတာလည်းပဲစဉ်းစားစရာဖြစ်တယ်မဖြစ်မနေဘူးလွယ်ကူလို့ကျွန်တော်တို့လုပ်နိုင်မယ်ဆိုပြီးမှလွယ်ကူလို့လုပ်တာမဟုတ်ဘူးမလွယ်ကူရင်လည်းလွယ်ကူရင်လည်းလုပ်ကိုလုပ်ရမယ်ဟာဖြစ်တယ်တို့ကြောင့်အားပြတဲ့သူတွေအနေနဲ့တော့ကိုကိုတိုင်းကဝိုင်းဝန်းပေးဖို့လိုမှာပေါ့နော်အပြင်ဖက်ကလည်းကျွန်တော်တို့ကိုအများအားဖြင့်ကြွားတာကွဲပြားမှုကြောင့်တိုက်ခိုက်တဲ့သူတွေကတော့ မဖြစ်နိုင်ဘူးဆိုပြီးမှအလွယ်လေးနဲ့ပြောလိုက်တာပေါ့လေအနာဂတ်မှာလည်းပဲကျွန်တော်တို့ကိုပိုင်ပြဋ္ဌာန်းခွင့်ခုကန်ဂျီမာကိုဖန်တီးခွင့်အပြည့်အဝရှိတဲ့ Federal Unit Federal State ဖြစ်ချင်တယ်အဲ့လိုဆိုရင်လည်းကျွန်တော်တို့ဒီကိုအာမီနဲ့ကိုကမဖြစ်နိုင်တာเนาะ One Army ဆိုတဲ့အာမှာပေါင်းနိုင်မှဒီလိုမျိုးပေါင်းနိုင်မှပဲဒီလိုမျိုးကျွန်တော်တို့လိုချင်တဲ့အနာဂတ်လက်ပုံပေါ်လို့ရမယ်ဆိုတော့မဖြစ်နိုင်ဘူးဆိုပြီးမှပေါ်ပေါ်တန်တန်နဲ့ပြောတာထက်ပေါ့နော်တကယ်ချင်းနဲ့အရင်လိုအပ်တဲ့အတွက်ကြောင့်ခက်ခက်ခဲခဲနဲ့ဟိုစူးစမ်းတဲ့အချိန်မှာဒီမဖြစ်နိုင်ဘူးဆိုတဲ့လူကတော့မှပါဝင်ဖို့ပေါ့နော်အတားနိုင် ชดีอาบีทอกอาบีทอกขำพูอารู้อัดเดียวจนว่ารู ပြန်ပြီးမှပြောချင်ပါတယ်ဟုတ်ကဲ့ပါဆက်လက်ပြီးတော့ဒီမဟာမိတ်ဆက်ဆံရေးနိုင်ငံတကာဆက်ဆံရေးဒီပွားရေးနိုင်ငံရေးလူမှုစီးပွားရေးအာစတဲ့အခြေခံမူတွေကိုရေးဆွဲနိုင်ဖို့အတွက်အခြေခံမူတွေကိုလည်းချမှတ်ခဲ့ကြတယ်လို့အထုတ်ပြန်ချက်မှာပါရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကိုရောဘယ်လိုသဘောတူညီမှုတွေနဲ့ဟိုဘယ်လိုမျိုးရှေ့ဆက်အကောင့်ထဲပေါ်ဆောင်ရွက်ဖို့ရှိမလဲဆိုတာလေးလည်းဆက်လက်ဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ပါမြပြတွေ့ဆုံမှုညီလာခံဆုံးဖြတ်ချက်အရကျွန်တော်တို့တရားတွေကိုဆွေးနွေးညှိနှိုင်းခဲ့ကြတယ်ပေါ့နော်ဘယ်လိုမျိုးအ ခြေခံကနဲ့စပြီးမှဆောင်ရွက်မလဲဆိုတော့မူဝါဒကိုကျွန်တော်တို့ဒီတာဝန်ပေးထားတဲ့ဟိုရှိတယ်ပေါ့နော်ချင်းညီတော်ထဲရတယ်ဆိုတော့သူတို့ဘက်ကနဲ့ဒီအခြေခံအသေးစိတ်ကစားတင်ပြလာမှပြီးတဲ့အချိန်မှာသူတို့ဒီချင်းညီတော်ကိုတင်ပြလာတဲ့အချိန်မှာပဲဒီဟာအသေးစိတ်ပြောလို့အရှင်ပြင်မဲ့ထင်တယ်လောလောဆယ်တော့ကျွန်တော်တို့အစည်းအဝေးဆုံးဖြတ်ချက်မှာတော့ဒီပုံသဘောတူညီချက် အဲ့တော့အလုံးရတဘောတူညီချစ်ပေါ့နော် အတိတ်စိတ်အချစ်လက်တွေကိုတော့မပြီးသေးဘူးပေါ့နော်ဟုတ်ကဲ့ပါဒီတော်လိုက်ရဲ့အလုံးမှာဆရာမျှော်မှန်းထားတဲ့အနာဂတ်မြန်မာနိုင်ငံတော်ရဲ့ဥပအောင်အဖွဲ့အစည်းကဘယ်လိုမျိုးဖြစ်မလဲပေါ့နော်အဲအဲ့ဒီမှာအာနာရှင်စနစ်ဆက်လက်ပြီးတော့မှမရှိဖို့ပေါ့လေမရှိစေဖို့အတွက်ကောဘယ်လိုမျိုးမူဝါဒတွေကိုချမှတ်သင့်တယ်လို့ဆရာအနေနဲ့ဟိုမြန်မာတယ်ရှင်ဟုတ်ကဲ့ပါအနာဂတ်မှာတော့ကျွန်တော်တို့ပြည်ထောင်စုပြန်စုမယ်ဆိုရင်လည်းပဲပေါ့နော် personal အနေနဲ့ပြောမယ်ဆိုရင်တော့တကယ်ပြည်ထောင်စုမြန်မာနိုင်ငံလို့ပြန်ခေါ်မယ်ဆိုရင်လည်းပဲဒီပြည်ထောင်စုအတွက် ်မှာရှိတဲ့သူတွေအားလုံးဘယ်စနစ်ဆိုတာထက်ပေါ့နော်လူသားတယောက်ချင်းစီဖြစ်တဲ့အတွက်ကြောင့်ဒီလူအခွင့်ရေးအပြီးဝတဲ့စနစ်တစ်ခုပေါ့နော်နိုင်ငံတစ်ခုအနေနဲ့တော့မြင်ချင်ပါတယ်အဲဒီလိုမျိုးဖြစ်ဖို့ရာအတွက်မူဝါဒတွေအဖွဲ့နဲ့တဖွဲ့ညီနှိုင်းတဲ့အခါမှာပြည်ထောင်စုအတွင်းမှာနေထိုင်တဲ့ဒီလူမျိုးစုတိုင်းအားလုံးပါဝင်နိုင်တဲ့အခင်အချင်းမျိုးနဲ့ဒီမူဝါဒတွေပြောဆိုဆွေးနွေးတင်တယ်ရေးဆွဲချမှတ်တင်တယ်လို့ကျွန်တော်တို့မြင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါနောက်ဆုံးအနေနဲ့ပေါ့နော်ဒီဒီတော်လှန်ရေးကာလအတွင်းမှာဆရာအနေနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အကြီးမားဆုံးသောသင်ခန်းစာဆိုရင်တော့ဘာ ချင်မလဲရှင်အာမြန်မာပြည်သူတွေနဲ့ဒုနိုင်ငံတကာအတိုင်းအဝန်းတွေကိုလည်းဆက်အနေနဲ့ဟိုဘလူး message များပို့လိုပါတယ်ရှင်ဟုတ်ကဲ့ပါမျိုးဥတော်လှန်ရေးမှာဆိုတာတဲ့အဲ့ဒီမတိုင်ခင်ကလေးကနဲ့ကျွန်တော်တို့တော်လှန်ရေးအစင်းစင်းကိုကျွန်တော်တို့ပုံဥပမာယူပြီးမှာပေါ့နော်အချင်းချင်းကြမှာယုံကြည်မှုဘူပိခမတီ soft စီချင်တယ်ပေါ့နော်အခုကျွန်တော်တို့ တနိုင်ငံလုံးမှာပဲဖြစ်ဖြစ်ပဲဒေတာပဲတန်းဒေတာမှာဖြစ်ဖြစ်ပဲပြည်နယ်မှာဖြစ်ဖြစ်ပေါ့နော်ညွန်တီမှုတိဆောက်တဲ့အခန်းခန္ဓာပေါ့နော်တင်ခန်းစာယူစရာတွေအများကြီးရှိတယ်ပေါ့နော်အကြီးမားဆုံးတင်ခန်းစာကတော့အစုစည်းနိုင်တာတချို့အဖွဲ့တွေဆိုရင်လည်းအကြောင်းအမျိုးမျိုးကြောင့်ခံယူချက်ရတိချက်ရင်းရိုင်တယ်ပေါ့နော်ချို့အင်အားကြီးလာတဲ့သူတွေကလည်းပဲအပြာလာတိမှန်ပြုမှုကိုမေ့လျော့တယ်ဆိုတဲ့အဲဒီကျွန်တော်တို့အဲ့ဒါနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ပဲဒေတာပဲနေရာမှာဖြစ်တယ်ဆိုတာထက်ပေါ့နော်အားလုံးအမြင်ပဲဖြစ်ပါတယ်ဆိုတော့ဒီဟာကိုကျွန်တော်တို့အကြီးမားဆုံးတင်ခန်းစာတစ်ခုအနေနဲ့ကျွန်တော်တို့တော်လှန်ရေးအ ားပေးတဲ့ပြည်သူတွေတော့လည်းဒေါ်လာကြီးအားပေးတဲ့အဖွဲ့အစည်းထောက်ပို့တွေတော့လည်းဒီဟာကိုဖြစ်ခဲ့ပြီးသားအပေါ်မှာဒီဒေါ်လာကြီးအောင်မြင်တဲ့ဒီတင်ခန်းစာတစ်ခုအနေနဲ့အများအားမမီပဲနဲ့ပေါ့နော်ဒီဒေါ်လာကြီးကိုဆက်လက်ပြီးတစ္ဆာရှိပြီးခမအောင်မြင်တဲ့အထိအလုံးဆက်လက်ပါဝင်ကြဖို့နောက်ဆုံးအနေနဲ့ပြောချင်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးဖြည့်ကြပေးတဲ့အတွက်ဆရာတို့ထူးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ